ကျွန်တော်မြင်တာကတော့ NUG ဒီ AA ခြေရာကိုလိုက်နေတယ် AA သွားတဲ့လမ်းကြောင်းအတိုင်းပဲတနိုင်ငံလုံးမှာစစ်သားတွေတွေစုဆောင်နေတယ်သင်တန်းတွေ ပေးနေတယ်လက်နက်တွေတက်ဆင်နေတယ်အဲစိတ်စည်းတွေအိမ်မာတွေတုံးနေရတယ်ပေါ့နော်တိုးချဲ့နေတာပေါ့အဲ့တော့ AA ကကျတော့ရခိုင်တခုတည်းရင်ဆိုင်ရတာ NUG ကတော့တိုင်း6တိုင်း9တိုင်းလောက်ရင်ဆိုင်ရမှာစကိုင်းမကွေးမန္တလေးရန်ကုန်အရာဝတီသတင်းစာကြီးကတော့ခရင်ကလုပ်ပါလိမ့်မယ်အဲ့ဒီ9တိုင်းကိုသူရင်ဆိုင်ရတော့မှာအဲ့တော့ရန်ကုန်ကိုခရင်ကခွဲယူပေးနိုင်လားအရာဝတီကိုရခိုင်ကခွဲယူပေးလိုက်ရင် ခွဲယူပေးနိုင်တယ်ဆိုရင် NUG ၃တိုင်းကိုပဲလောက်ရမယ်။မန္တလေးနန္ဒလေးပါမယ်နေပြည်တော်ပါမယ်။မန္တလေးနေပြည်တော်စကိုင်းမကွေးအဲ့ဒီ၄ခုကို NUG ကပပိုင်နိုင်နိုင်ကင်ွယ်ရမယ်။အဲ့ဒါကို ARD ကိုဒါ AA ကခွဲယူပေးရန်ကုန်ကိုကရင်ကခွဲယူပေးပေါ့။ပြီးတော့စကိုင်းကိုလည်းကချင်ကနည်းထိန်းတာပဲ။เออပြီးတော့မန္တလေးမန္တလေးကို NUG ကထိရမယ်မကွေးကိုလည်းနည်းနည်းဝိုင်းထိရမယ် AA နဲ့ပေါင်းပြီးတော့ အဲနေပြည်တော်ကိုကြတော့ကရင်နီနဲ့ပေါင်းပြီးတော့ NUG ကထိန်းရမယ်အဲ့တော့ NUG အဓိကပါရမယ့်နေရာကြီး၄ခုပဲရှိတယ်စကိုင်းမကွေးမန္တလေးနေပြည်တော်ရန်ကုန်ကိုတော့ NUG ကအကောင်းဆုံးမကိုင်းတာအကောင်းဆုံးပဲရန်ကုန်ကိုကရင်ကိုလွှဲပေးလိုက်ဖို့ကောင်းတယ်မတော်တောင်ခွဲဖို့ယူရမှာအေယာဗရီကိုအေအေကိုခွဲပေးလိုက်ဖို့ကောင်းတယ်မကွေးရဲ့တဝက်လောက်ကိုအေအေခွဲဖို့ကောင်းတယ် NUG တကယ်တမ်း focus လုပ်တင်တာကမန္တလေးစကိုင်းနေပြည်တော်ပဲအဲ့ဒီထဲမှာမန္တလေးတိုင်းကို NUG က main focus လုပ်တယ်။အော်ပကူ sorry ပကူပါသေးတယ်ပကူပကူအော်အဲ့ဒါဒီအားလုံးကို NUG ရဲ့ focus လုပ်နေတာပြောချင်တာက NUG သွားနေတဲ့လမ်းကြောင်းဒီအမှန်သူနိုင်တဲ့ဝင်ကိုသူသွားတော့မှာ NUG ဒီမနိုင်ဝင်မထမ်းတော့ဘူးရန်ကုန်ကိုခရင်ခရင်တောင်းဝန်ပေးလိုက်အေယာဝတီကို NUG ရဲ့အချို့တက်တွေနဲ့ AA ကိုထွဲပေးလိုက်မကွေးဝဲလွှဲပြီးအဓိကကပကူပကူကကျွန်တော်တို့ရှင်းရလိမ့်မယ်ပကူက AA လည်းမလာနိုင်ဘူးအဲ့တော့ပကူရိုးမရေပကူရိုးမမှာရှိနေတဲ့တောင်ငူပါညာကွိကွားတွေပေါ့နော် နေပြည်တော်အထိပေါ့ဘကိုးရုံမကိုအန်ယူဂျီကတာဝန်ယူနိုင်ပြီဆိုရင်မင်းအောင်လှိုင်ကိုကျွန်တော်တို့ကောင်းကောင်းပညာပေးလို့ရပြီအဲ့တော့အဲ့လိုမျိုးတွေတာဝန်ခွဲဝေယူထားတဲ့ယူထားရင်တော့ကျွန်တော်တို့ဒီအန်ယူဂျီဒီတက်တန်းလဲနှုတ်သေးတယ်အင်အားလဲနှုတ်သေးတယ်သင်တန်းတွေလဲတိုက်ပေးနေရတယ်ပြီးအင်းပတ်စံတွေအိမ်မှာသုံးနေရတယ်အဲ့တော့ NUG ကအဲ့လူမှုရေးလုပ်ငန်းတွေကိုရှော့ဖို့လိုတယ်မတတ်နိုင်ဘူးကိုမမနိုင်တာလူမှုရေးလုပ်ငန်းတွေကိုဝင်မပါတော့ဘဲနဲ့အုတ်ချုပ်ရေးနဲ့ ဒီစစ်ရေးတိုးချဲ့တာကိုကတောင်းယူထားတဲ့ဘကိုးယူမတကြောကိုနိုင်နိုင်နင်းနင်းကင်ထွယ်နိုင်ဖို့ဥယျာဉ်မော်တို့ဥလင်ကွယ်လက်တို့ကဥစားပေးနေတာပြောချင်တာက NUG ဒီသူ့လို့သူလုံနေတယ် NUG ဒီရှင်းရှင်းပြောရရင်ဘကိုးမန္တလေးစကိုင်းစကိုင်းအဲ့လောက်ကိုပဲအာရုံစိုက်နေတယ်နေပြည်တော်ပေါ့ကျန်တဲ့ဟာတွေကကိုယ့်အကိုလုံကြရတော့မှာရန်ကုန်ဒီကရင်ကိုတောင်းပန်ပေးရလိမ့်မယ် NUG မနိုင်ဘူးရန်ကုန်ကိုဒါအခုအနေထားရန် NUG ရန်ကုန်မသိမ်းနိုင်ဘူးဗျာဒါအပွင့်လင်းဆုံးပဲ ရန်ကုန်ကိုကင်းလွှဲရလိမ့်မယ်အဲ့တော့ဒါအရှိတရားပဲဗျအခုຫນွေဥဒေါ်လာရေးသည့် NUG ကြောက်ကြီးအောင်မြင်တာမဟုတ်ဘူးဆိုတာလူတိုင်းသိတယ်ဗျပြောချင်တာတိုင်းသားတွေတိုင်းနေလို့အများဆုံးနိုင်တယ်အဲ့တော့အဲ့ဒါလဲဘာမှ NUG ကိုအထင်သေးစရာမလိုကြီးဘူးမနေ့တည်းကပါဗျာဘောပင်ဖောင်တင်ကိုင်းတဲ့ចောင်းသားတွေကိုစတိုက်တာလေပတ်သက်တပြားမှမရှိပဲစတိုက်တာဒီအနေထားရောက်လာတာကဟိုက NUG ကအရန်တော်တာ NUG ခေါင်းဆောင်တွေရဲ့အမြင်ကျေမှုတွေတိုင်းသားခေါင်းဆောင်များ ਨੇ တဘောတာကြီးနိုင်လို့ရတာတွေပြီးပြီးတော့ဂျန်စီလူငယ်များရဲ့ တော်တော်မှုတွေပေါ့နော်အရန်ရဲရဲမှုတွေတတ်သိရှိမှုတွေကြောင့်ဒီအနေသားကိုရောက်လာတာနော်ပြည်သူအားလုံးရဲ့ထောက်ခံအားပေးမှုနဲ့အကူအညီပေးမှုကြောင့်ရောက်လာတာပွပွလင်းလင်းကျွန်တော်အခုပြောနေသလိုပဲအကုန်လုံးကိုခွဲပေးနေပြီအဲ့ဒီတိုင်းသားတွေကယူရဲဖို့ပဲလုပ်တယ်ရုပ်ရဲဖို့ပဲလုပ်တယ်ပြောချင်တာကပြက်ပြက်သားသားနိုင်ငံကိုကျင်းညာပလိုက်ပြီးမှတဆင့်လျှော့ပေးလိုက်ကိုဖက်ဒရိတ်ကိုကိုမခွဲထွက်ထွက်ဘူးလို့ကိုကူပူတည်ရင်နိုင်ငံရှင်ကျင်းညာပြီး သူ့ကိုထိတ်တိုက်တွေးမယ်ပြောချင်တာကသူ့ကိုနိုင်ငံရေးရအတူချင်းလို့ကျွန်တော်တို့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖွဲ့သလိုပဲတိုင်းရင်းသားတွေကလည်းသူ့ကိုနိုင်ငံရေးရအတူချင်းလို့နိုင်ငံကြီးညာခိုင်းတာတိုင်းသားတွေကိုခွဲစစ်စေချင်တာမဟုတ်ဘူးပြောချင်တာကမင်းအောင်လှိုင်ကိုတိုက်ခိုက်မယ်နီးပြူပါတကူပဲအဲ့တော့နိုင်ငံကြီးညာပြီးတော့ချအောင်ပါအဲ့တော့နိုင်ငံကြီးညာပြီးနိုင်ငံနိုင်ငံတွေရနိုင်တဲ့စစ်လက်နက်ပစ္စည်းဝယ်ခွင့်เนาะစစ်လေယာဉ်ဝယ်ခွင့်เนาะစီးပွားရေးလုပ်ခွင့်เนาะနိုင်ငံရဲ့အချုပ်အခြာအာဏာဆိုတဲ့ရပိုင်ခွင့်တွေကိုကိုကတောင်းပါ ုလသမဂ္ဂကအသိမှတ်ပြုတာမပြုတာကိုလုံးမဟုတ်ဘူးအဲ့ဒီတည်းမှာတနိုင်ငံကအသိမှတ်ပြုလိုက်ကိုထောပြီဒါကိုပြောချင်တာမြောက်လိုင်းကိုအပြုတ်တိုက်မဲ့ဘျူဟာတဲကတကယ်အရေးကြီးတဲ့မဟာ strategy တစ်ခုပဲမြောက်လိုင်းပလင်ပေါ်မှာရနေတဲ့အခွင့်အရေးကိုပလင်ကိုကျွန်တော်တို့မဖြုတ်ချနိုင်ခဲ့မှာအဲ့ပလင်ကိုကျွန်တော်တို့အစိမ့်စိမ့်မှမှာခွဲပြီးတော့အဲ့ဒီမှာကိုကဝင်ယူမှာပလင်ပလင်ပေါ်မှာရတဲ့ပလင်ပလင်ရဲ့အခွင့်အရေးကိုကိုကခွဲခြားစိတ်ဖြာပြီးတော့ တစိမ့်ရိုက်တစိမ့်တမက်ရိုက်တမက်တပြားရိုက်တမက်ခွဲယူခြင်းပဲပြောချင်တာကမင်းအောင်လှိုင်ရဲ့ပလင်ပေါ်မှာရနေတဲ့အခွင့်အရေးကိုကျွန်တော်တို့ကမျိုးတုံးအောင်လုပ်ခြင်းတစားစီဖဲ့ထုတ်ခြင်းလုပ်ခြင်းပဲအဲ့ဒါကြောင့်ကျွန်တော်ကနိုင်ငံကြီးညာခိုင်းတာအစိုးရတွေအမြန်ကြီးညာပါလူချင်းမင်းတို့ဒီချိန်မှမှမယူရင်တော့ဘတော်မှမရဘူးနော်ကျွန်တော်တိုင်းသားတွေအားလုံးကိုကျွန်တော်အကြီးကျယ်တိုက်တွန်းနေတယ်လူချင်းမင်းတို့ဒီဝါအစကျွန်တော်တိုက်တွန်းနေယူတော့ဝါကိုကန့်တောင်းဘလို့အကုန်ယူတော့နော် လူချင်းမင်းတို့ဒီဒီအခွင့်အရေးမှာဒီမင်းအွန်လိုင်းကိုဒီလိုနိုင်ငံရေးနီးနဲ့အပီးမဖြိုနိုင်ပြီးဒီအခွင့်အရေးကိုမယူနိုင်ဘူးဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်လောက်သွားတာကြီးအီရန်ကိုဖြိုဖို့ကဒီတနည်းပဲရှိတယ်ဒီအခွင့်အရေးတစ်ခုပဲရှိတယ်အင်းနေရတာအမေရိကန်သမ္မတသမလုံးလိုက်ဘူးဆိုရင်အဲ့ဒီအခွင့်အရေးပြန်မရတော့လူဆိုတာမိုးရွာတော့ယူခံရတာအခုမင်းအွန်လိုင်းရဲ့အနေထားကဘာကြီးနဲ့ရန်ဖြစ်နေတဲ့ကဘာကြီးရဲ့ရန်သူကျွန်တော်အခုတင်ချာကိုထောက်ပြနေတယ်နော်တရုတ် ရုရှား၊အီရန်၊မြောက်ကိုရီးယားတို့ကမ္ဘာရဲ့ယန္တူဒီမိုကရေစီရဲ့ယန္တူ adversary လို့သူတို့သုံးတယ်ယန္တူကမ္ဘာယန္တူနေနဲ့ပေါင်းနေတဲ့မင်းအောင်လိုင်ကိုကမ္ဘာကြီးကလည်းအနှိမ့်ဆုံးယန္တူလို့မသတ်မှတ်တော့ယန္တူတပည့်လို့တော့သတ်မှတ်မှာဖြစ်တဲ့အတွက်ဒီအခွင့်အရေးမှာကျွန်တော်တို့ရဲ့တိုင်းရင်းသားတွေကျွန်တော်တို့ရဲ့လက်နက်ကင်တွေကကမ္ဘာကြီးမှာလူရာဝင်ခြင်းနဲ့ကိုယ့်ကို နိုင်ငံတကာကဆက်ဆံခြင်းနဲ့ဆိုရင်တော့အဲ့ဒီအခွင့်အရေးကိုအမိရကင်ပြီးဒီချိန်မှာနိုင်ငံရေးရတိုင်းရင်းတမန်ရေးနီးရမဲအောင်လိုင်းကိုတိုက်ခိုက်ဖို့တဏီးပဲရှိတယ်အစိုးရတွေညင်ကြတော့အစိုးရညင်ကြဖို့အတွက်လက်နက်ကင်ဖွဲ့လို့တယ်ရဲလို့တယ်အုပ်ချုပ်ရေးလို့တယ်နေမြေလို့တယ်အခုကျွန်တော်တို့မှာဒီအချက်လက်တွေအားလုံးနဲ့အကုန်ပြည့်စုံနေပြီအေးမှာလည်းပြည့်စုံနေပြီကချင်မှာလည်းပြည့်စုံနေပြီကရင်လည်းပြည့်စုံပြီကရင်ပြည့်စုံပြီချင်းပြည့်စုံပြီရှမ်းဆိုပြောစရာတော့မလိုဘူးဗျာအဲ့တော့ဒီအခွင့်အရေးသခိုင်းဆိုလေ NUG ကပြည့်စုံနေပြီ နေမြေလည်းရှိတယ်လက်နက်လည်းရှိတယ်အုတ်ချုပ်ရည်လည်းရှိတယ်တရားယုံလည်းရှိတယ်နော်ကရင်မှာလည်းတရားယုံရှိတယ်နော်ဝါမှာလည်းတရားယုံရှိတယ်နော်အုတ်ချုပ်လို့ရနေပြီတောင်းပလောင်မှာလည်းတရားယုံနေတယ်အုတ်ချုပ်နေပြီအဲ့တော့ကို့မှာမြေလည်းရှိပြီလက်နက်လည်းရှိပြီနေမြေလည်းရှိပြီဆိုတော့ challenge ခေါ်စမ်းပါမင်း online ဒီဒီနေ့ကမ္ဘာရန်သူနဲ့မိတ်ဆွေသက်လောက်ထားတာဖြစ်တဲ့အတွက်ရန်သူရဲ့မိတ်ဆွေကကို့ရန်သူလေကမ္ဘာကြီးအဲ့လိုပဲသတ်မှတ်မှာအဲ့တော့ဒီအခွင့်အရေးကိုကုလသမဂ္ဂကိုကျွန်တော်တို့ကကြော်လိုက် ကုလသမဂ္ဂကိုမမျှော်နဲ့ခရဖဲတာဒါတိုက်နိုင်ငံတွေကကိုယ့်ကိုဆက်သွယ်လာနိုင်မယ်ဒီနေ့ထိုင်းနဲ့ကမ္ဘောဒီးယားကိစ္စကိုထိုင်းဘလို့ကစားနေတယ်တွေ့တယ်မလားမြင်အောင်ကြည့်ကမ္ဘောဒီးယားဒီတရုတ်လူမင်းအောင်လိုက်လို့နိုင်ငံရေးတန်တမာရေးဖြစ်နေတဲ့အနေအထားများအရအကောင်းဆုံးအချိန်တွေးပူနေတဲ့အချိန်ကမ္ဘာကြီးကတရုတ်ယံရုရှားယံအီရန်ယံကိုပြောနေတဲ့အချိန်မှာအဲ့ဒီအီရန်နဲ့အီရန်နဲ့လည်းသပောင်းနေတယ် တရုတ်နဲ့လည်းပေါင်းတယ်ရုရှားပြည်လည်းအခြေချင်းသွားနေတယ်မင်းအောင်နိုင်ဒီကဘာကြီးကရန်သူအဖြစ်ကိုပုံဖော်ပေးရမယ်အခြေပွပွလင်းလင်းထောက်ပြရရင်မင်းအောင်နိုင်တို့ကိုကဘာနဲ့ရန်တိုက်ရမယ်အခြေ